ငလင်ကျောက်မန္တလေးတက္ကသိုလ်ပြိုကျမီးလောင်နေမန္တလေးမြို့မဟာအောင်မြင်မြို့နယ်ရှိမန္တလေးတက္ကသိုလ်တိုင်၆လုံးခေါ်ပင်မအဆောင်ကြီးပြိုကျကတက္ကသိုလ်ဝင်းထဲလဲမီးလောင်နေတယ်လို့ဒေတာခန်တွေကပြောရတယ်မြန်မာနိုင်ငံတွင်ဒီကနေ့မလ28ရက်မွန်လွဲပိုင်းအင်အားပြင်းငလင်လှုပ်ခတ်တာကြောင့်စကိုင်းမြို့နယ်မန္တလေးမြို့ကိုဆက်သွယ်ထားတဲ့စကိုင်းတတာအင်းဝတတာပြိုကျပြိုင်စည်းခဲ့တယ်လို့မန္တလေးမြို့ပေါ်မှာလဲအိုးအိမ်အဆောက်အအုံပြိုကျပျက်စီးမှုတွေများတယ်လို့ဒေတာခန်တွေကပြောပါတယ် ဒီကနေ့မလ28ရက်မွန်းလွဲ7နှစ်နာရီ40ဝန်းကျင်မှာငလင်လုတ်ခတ်ခဲ့တာဖြစ်ပြီးစကိုင်းမန္တလေးအပါအဝင်နိုင်ငံတော်မှာငလင်တန်ခန်းစားခဲ့ရတယ်လို့ဆိုပါတယ်။ငလင်ရဲ့ပြင်းအားနဲ့ငလင်တန်ကြောင့်ထိခိုက်ပျက်စီးမှုအသေးစိတ်အခြေအနေတွေမသိရသေးပါဘူး။